အားလုံးမင်္ဂလာပါဗျာခုတစ်ခါမှာတော့ရှင်လေးကုံဖျားကြီးရဲ့အောက်ကဌာပနာရီကျောင်းကိုပြောပြလာတယ်လူငယ်လေးရဲ့ရုပ်တံပရီကိုဖိုင်လို့ကိုအားလုံးသိအောင်ဝေမျှပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာမြန်မာတည်တည်ကြီးကိုမောင်နှမအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တက်တက်ရမယ့်အကြောင်းအရာလေးကတော့ရှင်လုံဖျားအောက်ကဌာပနာတိုက်ရဲ့အကြောင်းလေးကိုပဲတက်တက်ပြန်မှာလဲပါတယ်ဘုဒ္ဓရာရပါပေါ့ ပြောမယုံကြုံမသိပေါ့ရွှေဘုံဖရာအောက်ကသမဏတိုက်တော်အတွင်းကိုဘယ်လိုဖြစ်လို့စိတ်ဝင်စားနဲ့သွားရောက်ပြီးတော့လိလာခဲ့တာလဲကြည့်ရှုခဲ့ရတယ်သမဏဆန်အားအနင်းစက်နဲ့အကြမ်းစက်နဲ့သွားရောက်ပြီးလိလာခဲ့တာလဲဆိုတော့တစ်ချိန်တော့ live ပုံမှာနာမည်ကြီးရပေါ့လေဟိုစားပေါ့ဥကျော်ဟင်းဥကျော်ဟင်းအတူလို့ဘယ်လိုလဲပြောရမှာပေါ့ကျော်ဟင်းကျော်လားဥကျော်ဟင်းကျော်ပြောရရွှေဘုံဖရာအောက်ကသူငယ်တုန်းကရောက်ခုရဲ့ကိုရင်းလေးဘဝနဲ့ဒီလိုဒီလိုရှိရဲဒီလိုဒီလိုရွှေဘုံဖရာမှာနောက်သက်နောက်သက်တလန်းပေါ့ထွက်ပေါက်တလန်းရှိရဲဒါလို့ပြောရတယ်ပြောရတော့ကျွန်တော်စိတ်ဝင်စားတာပေါ့နော်စိတ်ဝင်စားတာဒီ logic သင်္ကြန်နဲ့လိလာတယ်လိလာတော့ ူပြောတဲ့အတိုင်းဟုတ်ပါတယ်အရင်ဆုံးကျွန်တော်တို့ရှီရုံဖရားရင်နေဘွားနေပြီးတော့ဒီဝိသုစင်ရဲ့ပုဂ္ဂိုလ်ကိုခေါ်တယ်ပေါ့နော်ရှီရုံဖရားကိုတွားခြင်းနေဆိုတော့သမဏဆန်ကတွားခြင်းနေဆိုတော့ဒီပုဂ္ဂိုလ်ဝိသုစင်ရဲ့ဝိဇာတပါခေါ်ပါတယ်ခေါ်ပြီးတော့တွားတယ်တွားတော့ခိုးရောက်တော့အောက်မှာတကားတစ်ချက်ရှိပါသေးတယ်အောက်မှာတကားတစ်ချက်ရှိတယ်အဲ့တကားတစ်ချက်မှာဝိဇာတပါဆောင်ချုပ်ပါအဲ့ဝိဇာတပါနဲ့ကျွန်တော်တို့ကျွန်တော်တို့ခေါ်ပါတယ်ဝိဇာတပါနဲ့သူကစကားပြောတယ်ပေါ့နော်မြန်မာစကားလည်းမဟုတ်ပါဠိဘာသာစကားလည်းမဟုတ်ဘယ်လိုစကားလုံးလဲတော့တည်းလည်းမသိဘူးပေါ့နော်ခဏတာတော်တော်လေးကြောင်တည်းပြီးခါမှအဲ့တကားကိုဖွင့်ပေးတယ်တကားကိုဖွင့်ပေးတဲ့တောက်လျှောက်မှာနော် ကျွန်တော်တို့စောင့်ကြည့်နေတဲ့ပုံစံအများကြီးပဲဝိဇာစိုးကြီးတပည့်တီးတရားထိုင်တဲ့ပုံစံတွေမတက်ရနေတဲ့ပုံစံတွေအဲ့လမ်းလမ်းကြောင့်ကျွန်တော်တို့စောင့်ကြည့်နေပြီးတော့မီးဆက်လှန်ဆက်ဆိုဓာဆက်ညဆက်တွေကိုကြိုးရတယ်ပေါ့နော်အဲ့မှာအဲ့ရှေ့ကဝိဇာကြီးသွားတဲ့လမ်းတိုင်းရှောက်တယ်ဆိုရင်သူကလွတ်တယ်ပေါ့လေအဲ့ဝိဇာကြီးသွားတဲ့အတိုင်းလမ်းတိုင်းရှောက်တယ်လွတ်တယ်နောက်ဆုံးညဆက်မှာသူကနေရန်ဘေးနဲ့ဘက်ကနေညထွက်တာပေါ့နော်လှန်ဆိုလည်းဘေးနဲ့ဘက်ကနေဓာလိုင်းထွက်တာပေါ့နော်နောက်ဆုံးညဆက်မှာသူကအောက်ဆုံးတပောက်အောက်ဆုံးတပောက်ကသူကအောက်နေကြီးနဲ့တထောင်အနည်းလောက်ပဲရှိတယ်တထောင်အနည်းကနေပြီးတော့စပြေသွားလှန် မြားရထွက်တာကိုအဲ့အပောက်ကလွတ်ပေးတာကျန်တဲ့အပောက်တွေမှန်တယ်အကုန်လုံးမြားတွေတောက်ကြောက်သွားတယ်ဒါကြောင့်ဟိုဘက်ဝင်ဒီဘက်ဝင်ဟိုဘက်ထွက်ဟိုဘက်ထွက်ဟိုဘက်ထွက်ထွက်တယ်ထွက်တယ်ဝင်တယ်ပေါ့အဲ့နဲ့ဘလို့သွားလဲဆိုတော့ဒီလိုမိချောင်းသွားသွားတယ်ပေါ့နော်မိချောင်းသွားပြီးတော့ဝိဇာကဟိုဘက်ရောက်ပါပြီဒါပေမဲ့ကြမ်းခဲ့တာသူကကြည့်လို့ကြမ်းခဲ့ဟိုဘက်ရောက်လာမှာဝိဇာပါတယ်လို့ဆိုတော့မင်းတို့ညံကောင်းသားပဲမင်းတို့တော်သားပဲမစိုးပါဘူးပေါ့ဒီလိုသိချီကျူးရပေါ့ချီကျူးပြီးဆက်ပြီးခေါ်ပါတယ်ပေါ့လေဟိုရောက်တော့ဒီဌာပနာတိုက်အတော်တွေကိုလေ့လာရပေါ့နော်ဒါကတော့တွားတာတော့တော်တော်ကြာတယ်တော်တော်ကြီးကြာတယ်ပုံကိုအဆောက်ချောက်များတဲ့အတွက်ဒါပေမဲ့ဒီဗီဒီယိုလေးမှာအတူကျုံလေးမျိုးတက်တက်မှာပေါ့နော်ဘူးသူရရောက်ပေါ့တွားတယ်ဟိုရောက်တော့ ဒီမဆော့ဘုရားရှင်ပွင့်လေပြီးမဆော့ဘုရားရှင်တို့ရဲ့ဓာတ်တော်တွေကိုနော်ဒီလောင်းလေရွှေလောင်းလေပေါ်မှာနော်တင်းထတာအမှအရာဝတီနေ့ရအမှန်တကယ်ကိုစီးစင်းနေပါလေအဲ့ဥကြောင်းဟင်းတော်ပြောကြလို့ပဲပေါ့နော်အမှကြောက်ကြော်ပွဲတွေလည်းရှိရကြောက်ကြော်ပွဲတွေငါတို့သီးတွေကြောက်တွေသေးနေအောင်ဒီငါတို့သီးတွေကြော်ပွဲတွေစိန်နေဆိုလဲအဲ့စိန်နေကြောက်တွေရွှေတွေဆိုလဲအဲ့ကျဲခံနေတာပဲအပေါ်ဒီမှာပုံထတာနေပြီးတော့အောက်တွေပဲကျဲကြနေတာပေါ့နော်အမှထူးထူးခြားခြားကျွန်တော်တို့တော့တွေ့ရတာတော့ဘာလဲဆိုတော့ဟိုတာမန်လူဒီမှာလို့ပေါ့လေအုံပွဲငါတို့ပွဲတပွဲကိုလက်လက်စစ်စစ်တွေ့ရတာပါ ကြောက်ကြတဲ့ဘွဲတွေကြားထဲမှာနော်လက်စက်တကြီးတွေ့ရတာပါအဲ့မှာကြောက်မီမီးတိုင်နေဆိုလဲကြောက်မီးတိုင်နေပေါ့နော်ထားရလင်းနေတဲ့ကြောက်မီးတိုင်နေနဲ့ငင်ငါပက်ပက်လေးမှာသူကတ်ထားပါပေါ့နော်ဒါကတော့အတူကျုံးလေးပါဒီကမိဘတီတီနားလေပေးပါအတူကျုံးလေးပဲတက်တက်ရပေးတာပေါ့နော်ဒီဗီဒီယိုပိုင်းလေးဟိုဗီဒီယိုမီနစ်စာလေးနဲ့နင်းနေအောင်လို့ပေါ့နော်အများကြီးပဲအဲ့ဒါနေကျွန်တော်တို့ကျွန်တော်ကပြောတယ်ပေါ့တချိန်လုံးကဒီရွှေတုံဘုရားအောက်ကိုရောက်ခဲ့တဲ့ကိုရင်လေးကပြောတယ်ရွှေတုံဘုရားမှာကျွန်တော်ထပ်ပေါက်တလန်းရှိနေတယ်အဲ့တော့ဝိဇ္ဇာယူတဲ့အဲ့ထပ်ပေါက်တလန်းကိုကျွန်တော်တို့ဒီလေးလာပြီးတဲ့လေးလာပြီးတော့ကျွန်တော်တို့ခေါ်ရပေးပါဥရီပါကုန်းချာခေါ်ရပေးပါဆိုတော့ခေါ်ရတယ်ပေါ့နော်ခေါ်ရတော့အမှန်တကယ်ဟုတ်ပါတယ် ဒီလမ်းကဘယ်လိုလမ်းလဲဆိုတော့လှိုင်ကူပုံစံလေးကိုပေါ့နော်အောက်ကတော့ကြောက်လေးစီးပဲခင်းထားတယ်ကြောက်လှိုင်ကူပါပဲကြောက်လှိုင်ကူလမ်းအရှိမအရှိပဲပေါ့နော်တော်တော်ရှိတယ်အဲ့လမ်းတောက်လျှောက်မှာပထမအရင်ဆုံးဒီထာမနာတက်ရဲ့အလင်းကမှာဝိဇာတွေဇောကြီးတွေတော်တော်တော်နေမှာနော်ငကားကလုံးဂုံမန်ရက်ကတွေဖို့ပဲကြာဆောင်းလျှောက်တယ်လမ်းတဝက်လောက်ထိဆောင်းလျှောက်တယ်လမ်းတဝက်လောက်ကြာမရှိဘူးလောလောလွတ်သွားပြီအဲ့မှာအဲ့တောက်လျှောက်ကလည်းအဲ့ပုံကူတွေကျွန်တော်တို့စမ်းကြည့်နေရနော်ဒီဖះကိုစိတ်နဲ့တင်မနေရလားဖះရဲ့ထာမနာစိတ်နဲ့တင်မလားဆိုကျွန်တော်တို့တောက်လျှောက်နေလုံးနဲ့စမ်းကြည့်နေရပြီးတော့လမ်းတဝက်လောက်မှာလွတ်သွားတယ်ပေါ့နော်လမ်းတဝက်လောက်မှာလွတ်သွားပြီးကအဲ့မှာလမ်းဆုံးတော့ AR ဒီအဲ့ ရန်ကုန်ကရန်ကုန်လမ်းနဲ့အရာဝတီနဲ့လားအဲ့ဒီအေးနဲ့ဒရိုက်ရဲပဲဒရိုက်ရဲနေရာမှာနော်အဲ့ဒီလန်ကူရဲ့အသားတရံသွားတာနော်အဲ့ဒါမှာကျွန်တော်တို့ကယုံနာပေါ့နော်ဒီဦးကျော်ဟင်းကျော်ဟင်းဆိုတော့တဲ့စကားရည်တမ်းမှာဒီကြားလေးကမှန်ကန်တယ်ပေါ့နော်ကျွန်တော်ကဘယ်လိုလဲလူတယောက်စကားသေးမယုံဘူးပေါ့နော်ကိုယ်တိုင်လေးလာကြီးမှဟုတ်လားမဟုတ်လားလေးလာကြီးမှယုံတယ်ပေါ့နော်ဒါကတော့တမရနှလုံးတမရစွမ်းအားနဲ့အကြမ်းနေစက်နဲ့သွားခဲ့တဲ့ရှေဘုံဘုရားကလန်ကူလေးအကြောင်းကိုအနေငယ်ပြောနေပါတယ်ဒီမှာလဲမောင်ကန်အကြောင်းကိုထည့်ပြီးပြောပါအောင်မယ်မောင်ကန်ကျွန်တော်တို့တာမန်လူတွေနဲ့နော်အရက်ဟိုနောက်ထပ်တစ်ရက်လောက်နေပါတယ်တော်တော်ဘလားတော့တော့နဲ့လန်ကိုကမ်းပြီးပါပေါ့နော် အမှကြောက်နေတာဟိုတွေ့ကြရပါတယ်နော်မောင်ငန်ကြောက်ရွံ့ကတာမန်လူတက်ကိုပြီးတော့ဒဏ္ဍာရီလောက်ပို့ပြီးကြီးပါတယ်နော်ဟိုလိုကလူတွေကဒါလေးသေးသေးပြင်းနေပါတယ်အလုံးကြီးဥတီမာတယ်ဘူးတူရရောက်ွယ်ပါပြေမယုံကြုံမှုမှဒီယုံတဲ့လူတွေယုံပါနော်မယုံတဲ့လူတွေမယုံပါနဲ့